ခုတော့ကျိုးဆိုတာဗောတဲ့အဲအခုတော့ဦးဇင်းတို့ရောက်ပါပြီကျိုးဆိုတာပါဒီဟာစကမ်းမှာဟုတ်ကဲ့ကျွန်တော်လမ်းမှာဖိတ်ပြတယ်။တရားပြောင်းတယ်ဟုတ်ကဲ့။တရားပြောင်းတယ်။ဟင်း။တရားပြောင်းတယ်လာခဲ့ဟဲ့။အဲ။အဲ့ဒါရေပြောင်းတယ်။ချားတဲ့အတိုင်းမှာ။ပါ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 ။တရားပြောင်းတယ်။ကျော်။ဓမ္မမစ္စရိ ဒုက္ခလေးတော့မပါဘူးဒါတရားပြမယ်နေရာတရားစခန်းမှာဘုဂုတ်ဘာနာဖွဲ940ဟောဖွဲစိတ်တည်းဒီတောက်တော့ပါပြီလို့အင်းဒါတော့လက်နေပဲဒီမှာယောဂီတွေအတွက်အင်းကျတော့ပစ္စာရိုက်ပါဗျာအဲအဲအတန်ကြာတိုင်းပဲ ဆွမ်းတကာဆုံးပါလေအဲ့မှာရိုက်ပါဆရာတော်ကလည်းအဲ့ညာလေးကဆွမ်းတကာဆုံးပါလေအဲ့မှာပြင်ရောရောင်းမနေရောရောင်းမနေရောဘယ်အောင်လို့မေးတော်လို့ဆိုတော့ဘယ်ရတော့ကဲဘယ်ရတဲ့တို့နဲ့မေးပါအောင်နဲ့ဘယ်ရတော့ကလေးတမန်ရပြန်ကျောင်းတုံးတမန်ပြန်ဩကျောင်းတုံးတမန်မိမရောဖြာပေါ်哦อีอีอีแกลูชินนี่โอแมโยกีเนี่ยอารมณ์ขึ้นมาพี่ปิสิริเตะแกอ๋อแกตะกาอีรจะมาชั้นน่ะมาดิครับเนาะเอ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  ကဲဒီမကြီးဒီနေ့တရားတွေ့အောင်လို့နော်အေးအေးအေးကဲတရားကြီးနေစေညတွေ့ရတဲ့အတိုင်းပဲဘောယောဂီကြီးအများကြီးပါဗျာอืม ကဲကြာမနော်อืม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 ကဲမိမိရဲ့ယောဂီတွေမမမမမိသလားတော့အားလုံးနှုတ်ဆက်လိုက်ရပါတယ်။ဥစဉ်ကိုကြိုးဆိုခြင်းနဲ့အတူဟာမြပြူဟဲ့ကဲ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 ဟာမင်းသားအေးလိုက်ဖို့ရအစီအလေးတော့ ဩဒါကတော့ဒီနေ့မှဆောက်လိုက်တဲ့ကုရီးလားပါဗျာမမစမ်းတော့ပါ။အော်အေးသူ့ကိုပြောလိုက်လို့သူ့အတင်းပြောလိုက်လို့အင်းအင်းဆန်းချောင်းကြီးဆရာတော်အချောင်းကြီးတော့ပေါ်ပါဗျာ။ဟောလာအေးဒါတော့တိမ်လေးပေါ့အမေငကြုံလေးချောင်းမကိုလှဲ့နေတဲ့ငကြုံလေးအေးဒါတော့အမေဘုံကိုရင်းနေအားလုံး ကဲအလုံးဦးမပြန်သွားကြပြီတဲ့လာပြီးကျူစုတာဒါကြိုက်လက်ကြုံတလားအဲဟဲ့ဆရာလေးကဲဒါကတော့ဇင်းနေရမယ့်နေရာလေးပါပဲဓမ္မမစ်ဆွေတို့ဟောဓမ္မကဦးမနာနေခဲ့ပြီဟိုဟိုတကာတယောက်ကတခါလဲထားပြီလေနေရာဟင် ကျောင်းသားကျောင်းသားဟိုယောဂီတပါးပါသေးတယ်ယောဂီလည်းယောဂီနဲ့တူအောင်လို့ဒီနေ့နေယောဂီနဲ့တူမှာမဟုတ်ဘူးလေဟုတ်ပါလားဆရာလေးနှစ်ပါးတခါစီစဉ်ပြီးလိုက်ဆရာတော်ပြောလိုက်အေးကဲအလုံးဓမ္မမေစီလေးဦးစင်ရောက်ပါပြီတာနာပြုခီကဲ